မင်္ဂလာပါ GMT ဆောင်ပွဲဖြစ်ဖို့ရန်အတွက်အချိန်နှလားပဲလိုပါတော့တယ်နှလားအလိုမှာ GMT ဆောင်ပွဲအတွက်ဘယ်လိုပြင်ဆင်ကြမလဲရေဗီရှင်ပြဖို့ရန်အတွက်စုစုပေါင်းအချိန်နှလားကြံပါတယ်ပထမလာမှာဆိုလို့ရှိရင်တော့ coordinate ပုံပို့ကိုရေဗီရှင်ပြပါမယ်ဒုတိယလာမှာဆိုလို့ရှိရင်တော့မေးခွန်းအောင်လုပ်ပါမယ်အဲ့တော့ပထမလာမှာ coordinate ပုံပို့လုပ်ပါမယ်အဲ့တော့ကိုကြီးကို revision ပြန်တဲ့အခါမှာတစ်ဖက်စာအုပ်ကိုချက်တာမျိုးထက်စာရင်ကိုသိမ်းမိသားကိုကျက်ပြီးသားဖက်စာအုပ်ကိုပဲပို့ပြီးတော့ကျင်ညာအောင်ထက်ခါတလေလေးဖက်တင်နေလို့ချင်ပါတယ် ဲ့တော့ဘွန်ဘိုးရပီရှင်ပြန်တဲ့အခါမှာဆိုလို့ရှိရင်တော့ဘွန်ဘိုးရဲ့အီမီနဲ့ဆက်စစ်စုပ်ကိုတွေကိုအဓိကထားပြီးတော့ကြီးတင်ပါတယ်။ပြီးပြီဆိုလို့ရှိရင်တော့ကိုချက်ထားတဲ့ကောအီနဲ့ရေဘွန်တွေကိုတိဆောက်ပြီးတော့ကြီးချင်းအပြင်ကောအီရောဘွန်ဘိုးရောလက်တွေအသုံးချလိုက်ရတဲ့အတွက်ဆောင်းဝဲဖြစ်ဆိုတဲ့အခါမှာပို့ပြီးတော့အမှတ်မိလာပါလိမ့်မယ်။အကောင်လုံးရပီရှင်ပြန်ပြီးသွားပြီဆိုရင်တော့မိကုဟောင်းတစ်စုံကိုအရင်ဖြည့်ကြည့်ပါမယ်။ မိဝဟဖြေတဲ့အခါမှာ GMT ဖြေတယ်လို့မျိုးပဲအချိန်နဲ့ဖြေပါမယ်ပြီးလို့ရှိရင်မိမိကိုယ်ကိုမိမိမလင်ညာပဲနဲ့ရိုးရိုးသားသားဖြေဖို့အတွက်လိုအပ်ပါတယ်အဲ့လိုဖြေကြည့်လိုက်ခြင်းအပြင်မိမိရဲ့အားနည်းနေတဲ့အပိုင်းတွေကိုသိလာပါလိမ့်မယ်အဲ့လိုအားနည်းနေတဲ့အပိုင်းတွေသိလာပြီဆိုလို့ရှိရင်တော့ဒုတိယလမှာမိဝဟလုပ်ရင်းနဲ့ကိုယ်အားနည်းနေတဲ့အပိုင်းတွေကိုချက်ဖြေပြီးတော့ revision ပြန်ပါမယ် ကျောင်းသားများစုအားနေတဲ့ reading နဲ့ listening တွေကတော့ revision ပြန်နေဆိုတာတဲ့မေးခွန်းအောင်နဲ့အတူလေ့ကျင့်ရမှာပါ။ဒါပေမဲ့ကိုက reading နဲ့ listening ကိုအားနေတဲ့အပေါ်ထပ်ဆောင်အနေနဲ့ထပ်ပြီးတော့လေ့လာခြင်းသေးတယ်ဆိုလို့ရှိရင် reading အတွက်ဆိုရင်ရှင်းကန်ဆိုင် reading listening အတွက်ဆိုလို့ရှိရင်ရှင်းကန်ဆိုင် listening နဲ့မိမိခါလာ overall လို့ listening တွေကိုလေ့ကျင့်ကြည့်ဖို့အကြံဉာဏ်ပေးခြင်းပါတယ်။ဒီ listening စာအုပ်မှာဆိုလို့ရှိရင်တော့ဖြေဆိုတဲ့အခါမှာတတိထားရမယ့်အချက်တွေကိုဖော်ပြပေးထားလို့ဖြစ်ပါတယ်။ မေခွန်းဟုတ်တော့ငါးစုံမှာဆယ်စုံအထိလုံးကြည့်တင်ပါတယ်ဆယ်စုံအထိလုံးနိုင်နေဆိုရင်တော့အကောင်ဆုံးပေါ့နော်မေခွန်းအောင်လုံးနေတဲ့ဒုတိယတလအတွင်းမှာတစ်ပတ်တစ်ခါထားမှမဟုတ်ရင်နှစ်ပတ်တစ်ခါလောက်တော့ GMPD ဖြည့်သလိုမျိုးအချိန်နဲ့ဖြည့်ကြည့်တင်ပါတယ်အဲ့လိုဖြည့်ကြည့်ခြင်းအပြင်ကိုယ်မှာအားနည်းနေတဲ့အပိုင်းရှိသေးတယ်ဆိုရင်တော့ထပ်ပြီးတော့လေ့ကျင့်ဖို့လိုတာပေါ့နော်အဲ့တော့ဒီ application တွေမှာဝင်ရောက်ဖြည့်ကြည့်လို့ရပါတယ်မေခွန်းအောင်ဖြစ်နေတဲ့ကာလတစ်ချောင်းလုံးမှာကိုယ့်ရဲ့ပြန်ပြအမှတ်က120 130လောက်ရနေပြီဆိုရင်တော့ GMPD အတွက်စိတ်ချထားလို့ရပါတယ်။ အားလုံးပဲ GMBT ဆောင်ပွဲမှာအောင်မြင်နိုင်ကြပါစေ။